မင်္ဂလာပါကျွန်တော်ခုဒီပီယိုမှာအင်္ဂလိပ်စကားပြောချင်တယ်ဆိုရင်မဖြစ်မနေတိထားဖို့လိုတဲ့အရေးချင်းတစ်ခု skill တစ်ခုကိုပြပြပါမယ်အဲ့ဒါကတော့ business တရနဲ့ပေါင်းစပ်ပြီးတော့ပြောတဲ့စကားပြောနည်းပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ linking ဆက်ဆက်ပြီးတော့ပြောချင်းလို့ခေါ်ပါတယ်အဲ့လိုပြောရင်ကျွန်တော်တို့အင်္ဂလိပ်စကားပို့ပြီးတော့တော်ဘာဝကြပြီးတော့အဆင်ပြေသွားပါမယ် linking ဆိုတာကကျွန်တော်တို့သလုံးတစ်ခု စကားပြောပြတဲ့အခါမှာအတလုံးကိုဆက်ပြီးတော့အတန်ကိုဆက်ပြီးပြောတဲ့အတန်ကို linking စကားပြောတဲ့အတန်လို့ခေါ်ပါတယ်အဲ့ဒီလို linking နည်းတွေကိုဆက်ဆက်ပြီးတော့ပြောတဲ့နည်းတွေကိုအသုံးပြုပြီးတော့စကားပြောမှဆိုရင်အဲ့ဒီစကားပြောတဲ့ခါမှာစလုံးနေရာတစ်လုံးချင်းစီဖြစ်မနေဘဲနဲ့ကျွန်တော်တို့စကားပြောတဲ့တန်ကပို့ပြီးတော့သဘောကျသွားပါမယ်။ဥပမာဒီစလုံးဆိုရင် go out ဆိုပြီးတော့ကျွန်တော်တို့တစ်လုံးချင်းစီခွဲပြီးပြောပဲနဲ့ကျွန်တော်တို့ go out ဆိုပြီးတော့ကျွန်တော်စကားလုံးကိုဆက်ပြီးပြောပြရမယ်အဲ့ဒါကိုကျွန်တော်တို့ link key လုပ်ပြီးတော့အင်္ဂလိပ်စကားပြောတယ်လို့ခေါ်ပါတယ် link key လုပ်ပြီးစကားပြောတဲ့နေ့တွေကအများကြီးရထဲမှာကျွန်တော်တို့ဒီဗီဒီယိုမှာတော့ဒီနဲ့တရားနဲ့ဆက်ပြီးပြောတဲ့နေ့ကိုကျွန်တော်မျှပြဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီစကားလုံးကို pick it up ဆိုပြီးတော့ကျွန်တော်တို့တစ်လုံးချင်းစီခွင့်မပြောပဲနဲ့ pick it up pick it up ဆိုပြီးပြောပါမယ် ဒီ K ဆိုတဲ့တရနဲ့ I ဆိုတဲ့ B ပေါက်ဆက်ပြီးတော့ပြောပြရပါမယ်။အဲ့ဒီလိုတရနဲ့ B နဲ့ပေါင်းပြတဲ့အခါမှာကျွန်တော်တို့စကားလုံးတွေကတစ်လုံးချင်းစီခွဲ့မိတယ်ပဲနဲ့ဆက်သွားပါမယ်။ပြီးတော့နောက်ထပ်စကားလုံးတစ်ခုဖြစ်တဲ့ဒီစကားလုံးကိုလည်းကျွန်တော်တို့ turn off the light ဆိုပြီးတော့ကျွန်တော်တို့မပြောပဲနဲ့ကျွန်တော်တို့ turn off the light ဆိုပြီးပြောပါမယ်။ဒီ B စကားလုံးဖြစ်တဲ့ and စကားလုံးနဲ့တရစကားလုံးဖြစ်တဲ့ O စကားလုံးကကျွန်တော်တို့ဆက်ပြီးတော့ပြောပြရပါမယ်။အဲ့လိုဆက်ပြီးရတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် turn off the light turn off the light turn off the light ဒီစလုံးကိုလည်း take it easy ဆိုပြီးတော့ကျွန်တော်တို့တစ်လုံးချင်းစီမပြောဘဲနဲ့ကျွန်တော်တို့ linking လုပ်ပြီးတော့ဆက်ပြီးပြောတဲ့အခါမှာဘယ်လိုဖြစ်သွားမလဲဆိုရင် take it easy take it easy take it easy ဆိုပြီးဖြစ်သွားပါမယ်ဒီဆိုတဲ့ဒီစလုံးနဲ့တရဆိုတဲ့ဒီ easy လုံးကိုဆက်ပြီးပြောတဲ့အခါမှာ take it easy ဆိုပြီးဖြစ်သွားပါမယ် ပြီးတော့နောက်ထပ်စလုံးတစ်ခုဖြစ်တဲ့ဒီစလုံးကိုလည်း sit on SOP ရောကျွန်တော်တို့လုံးကြီးမပြောဘဲနဲ့ sit on it sit on it sit on it ဒီပြည်စလုံးဖြစ်တဲ့ T ဆိုတဲ့ပြည်စလုံးနဲ့တရစလုံးဖြစ်တဲ့ O ဆိုတဲ့တရစလုံးကိုစပ်ပြီးပြောတဲ့အခါမှာဘာလို့ဖြစ်တယ်ဆိုရင် sit on it sit on it ဆိုပြီးကျွန်တော်တို့အဲ့လိုစပ်ပြီးပြောပါမယ်အဲ့လိုစပ်ပြမယ်ဆိုရင်ကျွန်တော်အင်္ဂလိပ်စကားပြောတဲ့အခါမှာပို့ပြီးတော့သဘောကျပြီးတော့ပြောတာမဖြစ်ပါဘူး။အားကြောင့်ဒီလို သရစလုံးနဲ့ဒီစလုံးကိုတွေ့တဲ့အခါမှာဒီလို linky လွတ်ပြီးတော့ပြောဖို့အကြံပေးချင်ပါတယ်။ဟုတ်ပါပြီညံသမီးကွနေတဲ့ကျွန်တော်ခုဒီမှာကြားထားတဲ့စလုံးတွေကိုညံစားဖြည့်ခဲ့ဖို့အကြံပေးချင်ပါတယ်။ဒီဗီဒီယိုဆုံးတကြည့်ချပြရတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာနောက်တင်ဆက်တဲ့ခုနဲ့ပြန်ပြီးရဆုံးတွေ့ပါမယ်။ Bye bye